ဇန်နဝါရီလ25ရက်နေ့မှာနှစ်ပေါင်း130ပြည့်တော့မဲ့ရန်ကုန်တရိတ်ဆန်ဥယျာဉ်ဟာဒီကနေ့ဖွင့်ပွဲစတဲ့နေ့မှာပဲလာရောက်ကြည့်ရှုသူတွေနဲ့စည်းကားနေပါပြီ။၃ရက်ကြာပြုလုပ်မဲ့ဒီအထိမ်းအမှတ်ပွဲလေးရဲ့ပထမနေ့မှာရှင်လုံးအလားခတ်ပြပွဲ၊မျက်လက်တရိတ်ဆန်လိမ္မာနဲ့စင်ကာပွဲဓာတ်ပုံရိုက်တဲ့အစီအစဉ်တွေပါဝင်ပါတယ်။တရိတ်ဆန်ဥယျာဉ်ကိုပုံမှန်တိုးတက်ကောင်းမွန်အောင်အများပြည်သူတွေဝိုင်းဝန်းစောင့်ရှောက်ပေးဖို့တိုက်တွန်းခဲ့သူကဒေါက်တာမြင့်သိန်းပါ။ ။ตายาลပဖို့စေးတုပ်ပြီးကြော်ပွဲရှင်ပွဲလှုပ်တာဟာအတွင်တန်တစ်ခုတာဖြစ်ပြီးတော်ရန်ဒရိတ်ဆန်တွေကိုထိမ့်သိမ်းဆောင်းရှောက်မျိုးပွားပေးတာကအဓိကအနက်သာရဖြစ်တယ်လို့ဆိုပါရယ်။ ဒိဋ္ဌံဥယင်မှာသူကအပိုင်းနှစ်ပိုင်းရှိပါတယ်အသွင်သဏ္ဍာန်နဲ့အနှစ်သာရအသွင်သဏ္ဍာန်ဆိုတာဘာလဲအသွင်သဏ္ဍာန်ဆိုတာစေးတုံးမယ် landscaping တွေလုပ်မယ်နောက်ပြီးတော့ကလေးတွေပျော်ဝဲရှင်ဝဲတွေလုပ်မယ်ဒါတွေကအသွင်သဏ္ဍာန်ပဲအနှစ်သာရမဟုတ်ဘူးဒိဋ္ဌံတစ်ခုရဲ့အနှစ်သာရဆိုတာဘာလဲဒိဋ္ဌံဥယင်အနှစ်သာရဆိုတာနံပါတ်၁ပြောမယ်ဆို conservation not tolerate ဒိဋ္ဌံကိုထိန်းသိမ်းမွေးမြူစောင့်ရှောက်ပြီးတော့မျိုးပွားစေတဲ့တော်တဘာဝတော်တဲ့ကိုပြန်လွတ်တယ်ဒါကကျွန်တော်တို့ conservation မရှိမဖြစ်လုပ်ရပါဒါအနှစ်သာရ ဒီပြပွဲမှာအိမ်မွေးပြိဿံမွေးမြူသူများအတင်းကလည်းဈေးရောင်းပွဲတော်မှာပါဝင်ခဲ့ပါတယ်သူတို့အတင်းကတော့နှစ်130ပြည့်တဲ့ပွဲမှာပါဝင်ခွင့်ရလို့ဝမ်းသာနေပါတယ် ပြည်ရဆယ်ပြည်မှာပေါင်းရရတဲ့ကျွန်တော်အရန်ဝန်တာပါအဲဒီဒီမှာကျွန်တော်ရောင်းချလို့ရတဲ့ဒီအမြတ်အစိုးလေးကိုလည်းကျွန်တော်ကဒီရမုံငွေတော့ပါနော်ဒီအသိရဲ့ရမုံငွေတော့ကိုကျွန်တော်ရည်စူးကြီးဟာရောင်းချပြီလားဟာကျွန်တော်ဒီရမုံငွေကိုဘလို့အသုံးလုပ်လဲဆိုတော့ကျွန်တော်ဒီရေဘေးတုံးကလည်းတီတကူဆရာတော်ကြီးနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်ကူညီခဲ့ပြီးလို့ရှိရင်ဟာနောက်တို့ရမ်းမရန်ခါပေါ့နော်ဟိုဒီရန်ကုန်မြို့မှာရှိတဲ့ဒီလေလွင့်ခွေးလေးကိုကုညီပေးရဥမာပလဲမြစ်တာတို့ပါအဲ့လိုရှယ်တာတွေကိုလည်းကျွန်တော်ပေါင်ယူနှမ်းပေးပါတယ် ရန်ကုန်ဒိဋ္ဌိဆိုင်ဥယျာဉ်ကို1906ခုနှစ်မှာစတင်ဖွင့်လှစ်နိုင်ဖို့1900ခုနှစ်ကတည်းကနီလန်တကြားအစပြုထူထောင်ခဲ့ကြပါဗျ။နောက်နေ့တွေမှာလည်း Amplex Show တွေမြန်မာ God Talent ကအမှုပညာရှင်တွေရဲ့အဖြိုးပြမှုတွေ Game Season တွေပါဝင်มาဖြစ်ပြီးတက်30နှစ်ပြည့်တဲ့25ရက်နေ့မှာ Zoo Birthday Present အစီအစဉ်နဲ့အဆိုတော်အမွန်ရဲ့အဖြိုးပြမှုတွေပါဝင်มาဖြစ်ပါတယ်။ကျွန်တော်23ရက်နေ့မှာဒီချင်းလုံးအကပေါ့နော်ချင်းလုံးအကလည်းနောက်တစ်ခါမြင်းလက် ဆက်ဆက်လေးမှပြပွဲအဲဒီစီစဉ်တော့ဒိဋ္ဌိလေးများနဲ့ဓာတ်ပုံတွဲရဖို့စီစဉ်ထားပြီးပါတယ်။ဟုတ်။နောက်တဲ့မိဘပြည်သူများအောင်ပေါ့နော်ကျွန်တော်တို့ကြော်ချင်းအောင်ပေါ့နော်ဒီလိုလိုအမ်ဘလက်တို့ဘော်ဒါလန်တို့ကျွန်တော်ထည့်ပေးတာပေါ့ဟုတ်။